ဘိတော်ပြေတိုင်မြေလှုပ်ခြင်းရဲ့အကြောင်းတရား၈ပါးတဲ့နံပါတ်၁ဓာတ်၆ချားလို့လှုပ်တယ်တဲ့။ဘာ၆ချားလို့လှုပ်။ကဲအဲ့ဒီတော့ဓာတ်၆ချားပုံကိုဘုန်းကြီးတို့ပြောမယ်ပြေတိုင်။ဒီဘုန်းကြီးတို့နေနေတဲ့လူသားတွေနေတဲ့ပဂတိမြေသားဟာယူဇနာပေါင်း၁သိန်း၂ပေါရှိတယ်တဲ့။ဘလောက်ရှိလဲ။အဲ့ဒီဘုန်းကြီးတို့နေတဲ့မြေကြီးရဲ့အောက်မှာကြောက်မြေဘုန်းကြီးတို့ရိုးရိုးနေတာပဂတိမြေပေါ်မှာ။ ပဂတိမြေရဲ့အောက်မှာကြောက်မြေရှိတယ်ဘယ်လောက်ရှိလဲပရိသတ်အဲ့ဒီကြောက်မြေဟာလဲတသိန်းနဲ့နှစ်ပေါင်းရှိတယ်တဲ့ဘယ်လောက်ရှိတယ်လဲပေါင်းရင်နှစ်သိန်းနဲ့လေးပေါင်းရှိတယ်ဘယ်လောက်ရှိလဲအဲ့ဒါမြေထုအဲ့ဒါဘာတို့လဲပရိသတ်အပေါ်ကမြေအောက်ကကြောက်မြေဟုတ်လားပရိသတ်ဘုန်းကြီးတို့အဲ့ဒီနှစ်ခုရဲ့အောက်မှာဘာရှိဒုံးလို့ဆိုလို့ရှိရင် ရေထုရှိတယ် လောက်ရှိလဲအဲ့ဒီရေထုကဘလောက်ရှိတုံးဆိုရင်ယူသနာပေါင်း၄သိန်း၈000ရှိတယ်တဲ့ဘလောက်ရှိတယ်တဲ့အဲ့ဒီ၄သိန်း၈000ရေထုရဲ့အောက်မှာဘာရှိတုံးဆို၄ထုရှိတယ်ဘာထုရှိလဲအဲ့ဒီ၄ထုဟာ၉သိန်း၆000ရှိတယ်တဲ့ဘလောက်ရှိတယ်တဲ့အေး၉သိန်း၆000ရှိတယ်ဆိုတော့ဘုန်းကြီးတို့ပြေးတာအောက်ကနေပြန်ပြောအောက်ဆုံးမှာ၄ထုရှိတယ်အောက်ဆုံးဘာထုရှိလဲ လေဓုအပေါ်ကရေဓုလေဓုအပေါ်ကရေဓုအပေါ်ကကြောက်ထုဟုတ်တယ်မဟုတ်လားကြောက်ထုအပေါ်ကမြေဓုဘယ်နဲ့ဆင့်နေတာအဲ့ဒီလို၄ဆင့်နေတယ်အဲ့တော့ဘသူကစဖောက်ပြန်တော့ဆိုတော့လေဖောက်ပြန်တာဘာဖောက်ပြန်တာလဲအဲ့ဒီလေဓုမှာ လေတွေပြင်းပြင်း တိုက်လာလို့ရှိရင်လေတိုက်ရင် ရေလှုပ်တယ်လေဓုလှုပ်ရင်ရေဓုလှုပ်တယ်လေဓုလှုပ်ရင် ရေတုလှုပ်တော့အဲ့ဒီရေပေါ်မှာနေတဲ့ကြောက်ထုမလှုပ်ဘူးလားအေးအဲ့ဒီကြောက်ထုလှုပ်တော့မြေတုမလှုပ်ဘူးလားဟာဘုန်းကြီးတို့ဗာကြသေးတယ်တို့ပြီးခဲ့တဲ့နှစ်ကတော့ရေလိုက်နေရေလိုက်နေတခါလဲဂုံ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 နဲ့တွေ့လိုက်တယ်မို့လားဘုရားသားရေဟာတခါလဲငရင်လှုပ်တာပဲနဲ့ပင်လေတဲ့လှုပ်တယ်တဲ့ဘုန်းကြီးတို့စာပေမြတ်စွာဘုရားကခေါ်ပြီးသားဘုရားသားရေအောက်မှာရေထုနော်ဘာတို့လဲဘုရားသား အေးအဲ့ဒီမှာအဲ့ဒီရေတုအောက်မှာလေတုအဲ့ဒီလေတုမငြိမ်မသက်ဖြစ်တာကိုဓာတ်ဖောက်ပြန်နေတဲ့။ဘာဖောက်ပြန်နေတဲ့လဲ။လေဓာတ်ဖောက်ပြန်လို့ဘာဓာတ်ဖောက်ပြန်လို့လဲ။အေးဒါကြောင့်မလို့ခြေသန်းအနန္ဒာတဲ့အဲ့ဒါကြောင့်မလို့လည်းပဲငြိမ်လှုပ်တတ်တယ်တဲ့။ဘာလှုပ်တတ်တယ်တဲ့လဲ။ကဲဒါမျိုးလို့ရှိရင်ဘုန်းကြီးတို့ပြေသာရှင်မယခုလှုပ်နေတဲ့ငြိမ်တွေကဘာကြောင့်လို့ဆိုလေတုကြောင့်။ဘာကြောင့်လဲမရေသာ။လေဖောက်ပြန်လို့ဘာဖောက်ပြန်လို့လဲ။ အဲ့ဒါကြောင့်မလို့ငရင်လှုပ်တာတဲ့နောက်တစ်ခုခွေးတို့ပြေးတိုက်တကိုးရှင်နေတဲ့ဗါတဲ့လေအေးတကိုးရှင်တွေက အာပေါ်ကတိနာဇံကို ဝင်စားပြီးတော့မြေကိုလှုပ်စေခြင်းနဲ့အခါများမှလည်းပဲမြေလှုပ်တတ်တယ်တဲ့တကိုးရှင်တွေလှုပ်လို့လည်းပဲမြေလှုပ်တတ်တယ်တဲ့နှစ်ချက်ရှိသွားပြီဘယ်နှချက်ရှိသွားပြီလဲနောက်တကနံပါတ်3ဘုရားအလောင်းတော်ပရိသန်နေတည်တဲ့အခါမှာမြေလှုပ်တဲ့ ဒါကတော့ရှင်းတယ်နော်ပရိသတ်နောက်တကဘုရားလောင်းတော်ဖွားမြင်တော်မူတဲ့အခါမှာမြေလုတ်တယ်နောက်တကနမငါဖရာဖြစ်တော်မူတဲ့အခါမှာဗောဓိမာနိုင်မှာတစ္ဆာ၄ပါးသီလို့သဗ္ဗညုတရွှေဉဏ်တော်ကြီးကိုရလို့ဘုရားဖြစ်တော်မူတဲ့အခါမှာမြေလုတ်တယ်တဲ့နမ၆ဓမ္မစကြာတရားဟောတဲ့အခါမှာမြေလုတ်တယ်ဓမ္မစကြာတရားဟောတဲ့အခါမှာလုတ်တယ် နောက်တဲ့ကနာမခွန်အာယုသင်္ခါရလွတ်တဲ့အခါမှာမြေလုတ်တယ်အာယုသင်္ခါရလွတ်တဲ့အခါမှာနာမရှိပြိနိဗ္ဗာန်စံဝင်သွားတဲ့အခါမှာမြေလုတ်တယ်တဲ့အဲ့တော့ဘုန်းကြီးတို့မြေသားစဉ်းစားကြည့်တာဗုဒ္ဓရှင်တော်မြတ်ဘုရားရဲ့ဘဝဟာမြေလုတ်တဲ့အချိန်ဘယ်နဲ့ချိန်လို့ဆိုရင် ပြန်ပြောမယ်ပရိသန်နေတည်တဲ့အခါမှာမလုတ်ဘူးလားဖိုင်မြင်တော်မူတဲ့အခါမှာဘုရားဖြစ်တော်မူတဲ့အခါဓမ္မဆက်ကြ ဟောတဲ့အခါမှာလွတ်တယ်အာယုသင်္ခါရလွတ်တဲ့အခါမှာမြေလှုပ်တယ်ပြိဋိနိဗ္ဗာန်ဆန်တဲ့အခါမှာမြေလှုပ်တယ်6ချိန်တိတိမြေလှုပ်တာမနေ့ချိန်လှုပ်လေဘုရားလက်ထက်ကမြေလှုပ်တာ6ချိန်တောင်ပြေးတတ်ရဟုတ်လားမကြောက်ပါ ကြောက်သလားအဲတို့ရှင်ပါဗျာငရင်လှုပ်လို့မြေလှုပ်လို့ရှင်ဟာဆင်းပြေးလဲတာမပြောနဲ့တော့တာဗာဖြစ်လို့တော့ဆိုတော့ဓာတ်ကဓာတ်ဖောက်ပြန်လို့လှုပ်တာဗာဖြစ်လို့လှုပ်တာ ဓာတ်ပေါက်ပြန်လို့လှုပ်ရင်အန္တရာယ်ရှိတယ်ရှိသလားမရှိဘူးလားဓာတ်ရဲ့သဘောဟာဖောက်ပြန်တယ်ဓာတ်ဖောက်ပြန်ရင်အန္တရာယ်ရှိတယ်ဟိုမြတ်စွာဘုရားပရိသန္တိတည်တဲ့အခါမျိုးတို့ဘွားမြင်တဲ့အခါမျိုးတို့ဓမ္မဆရာတရားဟောတဲ့အခါမျိုးဘယ်သူမှဘာတိုက်မှမပြေဘူးဘယ်သူမှမသိဘူးဟုတ်လားဘုရားသခင်သိယုံလှုပ်ပြတာဘုရားပရိနိဗ္ဗာန်စံပြီးသိယုံလှုပ်တာယခုလှုပ်တဲ့ငရင်ကတော့ဘုန်းကြီးတို့ဘုရားသခင်သိလိုက်ကြတာတခါတဲ့လူကိုတောက်တောက်ကိုလဲရော ကဲရှိသေးတော့အဲ့တော့ဒီနေရာမှာမြေလုတ်ကြောင်း၈ပါးမြေလုတ်ကြောင်းဘယ်နှပါးမြေလုတ်ကြောင်း၈ပါးဟောတော့အာနန္ဒာကတည်သွားပြီဩဧကန္နာတော်မြတ်စွာဘုရားအာယုသင်္ခါရလွတ်လိုက်ပြီပရိနိဗ္ဗာန်စံတော်မှာပဲလို့ဆိုတည်လဲတည်ရောဘိန်းတို့ပြေးတိုင်းအဲ့ဒီမှာ အာနန္ဒာကမြတ်စွာဘုရားကိုတောင်းပါမယ်လို့လှုပ်ရောသူကပရိနိဗ္ဗာန်မစံမှန်းနဲ့ပေါ့နေပါဦးပေါ့သူကတောင်းပါမယ်လို့လှုပ်ရော လုံလဲလို့ကဘုရားရှင်ကိုတော်မြတ်ကဘုန်းကြီးတို့ပြည့်တာကြီးအဲ့ဒီမှာအာနန္ဒာတောင်းမန္တာဇကအဆက်မခံပဲနဲ့ဘုရားဗတရားတွေဆက်ဟောတော့ဆိုတော့ပရိသတ်၈ပါးအဘိယတနာအဘိဘာယတနာတရား၈ပါးဝိမောကတရား၈ပါးအဲ့ဒါတွေဘုရားအဲ့ဒီမှာအာနန္ဒာကိုတရားတွေကြီးပိတ်ခေါ်တာတရားတွေကြီးပိတ်ဟောပြီးတော့မှ